ဘိုင်မြူနစ်အသင်းဟာနေပြဖန်ဆန့်ကုမ္ပဏီကိုနှစ်နှစ်သက်တမ်းတိုးခဲ့ပြီးစာချုပ်သစ်အရ2029ခုနှစ်အထိဆက်ရှိနေမှာဖြစ်ပါတယ်။မန်စီးတီးနောက်ခံလူဟောင်းကုမ္ပဏီဟာဘိုင်ရန်အသင်းကို2024ခုနှစ်မေလမှာစတင်တာဝန်ယူခဲ့ပြီးမူလစာချုပ်က2029ခုနှစ်နွေရာသီမှာသက်တမ်းကုန်ဆုံးပါလိမ့်မယ်။39နှစ်အရွယ်ကော်မတီအနေနဲ့ပြီးခဲ့တဲ့ရာသီကဘိုင်ယန်အသင်းကိုဘော်ဒလီကချန်ပီယံဖလားရအောင်ဆွမ်းဆောင်ပေးခဲ့တာပါ။၎င်းဟာသူ့လက်ထက်ပြိုင်ပွဲဆုံး68ပွဲမှာ49ပွဲအထိအနိုင်ရရှိထားတာဖြစ်ပါတယ်။ ကျွန်တော်ဖို့ကျေးဇူးတင်ခုံယူမိပါတယ်ပထမဆုံးနေ့ကစပြီးကျွန်တော်ကိုပေးခဲ့တဲ့ယုံကြည်မှုနဲ့အလုပ်ပုံဝင်ခြင်းနဲ့ဘာရဲ့အသိကိုကျေးဇူးတင်လိုပါတယ်ဒီမှာကျွန်တော်အနေနဲ့ကာလကြာရှည်ဆက်ရှိမယ်လို့ခန်းစားရပါတယ်ပြီးတော့ဒီကလပ်အကြောင်းကိုကျွန်တော်ကောင်းစွာသိပါတယ်ဒါကကြီးကျယ်ခံထားတဲ့အတွေ့အကြုံတစ်ခုပါပဲကျွန်တော်တို့ဟာအန်အသင့်စရာကောင်းတဲ့ခရီးတစ်ခုကိုစတင်ခဲ့တယ်ဆက်လက်ကြိုးစားပြီးအောင်မြင်မှုတွေအတွက်ဂုဏ်ပြုရအောင်ပါလို့ကုမ္ပဏီကပြောခဲ့ပါတယ် ဘာရက်သင်းဟာ2025-26ရာသီအစမှာဂျာမန်စူပါဖလားစခိုးခဲ့ပြီးဘွန်ဒလီကာအမှတ်ပေးစရာမှာ၅မှတ်ဖြတ်ဦးဆောင်နေပါတယ်။ကော်မတီဟာ2019ခုနှစ်မှာအန်ဒါလက်အသင်းကိုကစားသမားနေပြအဖြစ် စတင်တာဝန်ယူခဲ့ပြီးကစားသမားဘဝကအနားယူခဲ့တဲ့2020ပြည့်နှစ်မှာအချိန်ပြည့်နေပြဖြစ်လာခဲ့ပါတယ်။အန်ဒါလက်အသင်းကိုအမှတ်ပေးချန်ပီယံဆုနှစ်ကြိမ်ရယူပေးခဲ့ပြီး2022ခုနှစ်မှာဗန်လီအသင်းနှိပြဖြစ်လာခဲ့ပြီးသူ့ရဲ့ပထမဆုံးရာသီမှာလီးချန်ပီယံရှစ်ဖလားရယူပေးခဲ့ပါတယ်။